တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့မွန်ပြည်သက်ပါတီကလာမယ့်ဧပြီလဆန်းမှာမွန်မျိုးသားညီလာခံကိုဥဆောင်ကျင်းပသွားမယ်လို့မွန်တိုင်းဝိုင်းကနေသိရပါတယ်။မျိုးသားရေးထွေထွေကဏ္ဍတွေနဲ့သက်ဆိုင်တဲ့မူဝါဒတွေကိုအတိပြုသုံးသပ်ဖို့ရွေးချယ်တဲ့2025ခုနှစ်မွန်မျိုးသားညီလာခံကိုဧပြီလ2ရက်နေ့ကနေ9ရက်နေ့ထိမွန်မြိုင်မြို့ရှိဓာတုမာလာဘုံကြီးကျောင်းမှာကျင်းပဖို့စီစဉ်ထားတာပါ။အဲ့ဒီညီလာခံမှာ အမျိုးသားစည်းလုံးညီညွတ်ရေးကိုတည်ဆောက်ဖို့နဲ့ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူအပါအဝင်ဖက်ဒရယ်ပြည်ထောင်စုနဲ့ကိုက်ညီတဲ့ရမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသုံးသပ်ဆွေးနွေးဖို့ဖြစ်ပါတယ်။မွန်ပြည်သစ်ပါတီကဥဆောင်တာဖြစ်လို့ပြည်တွင်းရှိမွန်နိုင်ငံရေးအင်အားစုတွေမွန်နိုင်ငံရေးပါတီတွေမွန်ရက်ဖက်ဖွဲ့စည်းတွေမွန်တန်ဃာတော်တွေနဲ့ဗိကြားတဲ့နဲ့ဖွဲ့စည်းတွေလူပုဂ္ဂိုလ်တွေတက်ရောက်ကြမှာပါ။လက်ရှိမွန်နိုင်ငံရေးခင်းကျင်းဟာပြည်တွင်းရှိမွန်နိုင်ငံရေးအင်အားစုတွေနဲ့ဆီယနာရှင်စနစ်ကို လက်နက်ကင်ဆန့်ကျင်နေကြတဲ့တော်လိုင်းအင်အားစုတို့ရှိနေကြပါတယ်။တပ်တန်းရင်တိုင်းသားလက်နက်ကင်ဖွဲ့စည်းဖြစ်တဲ့မွန်ပြည်သက်ပါတီကနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ bilateral agreement နှစ်ဖက်သဘောတူညီမှုစာချုပ်တိုင်းရည်တည်နေပါတယ်။မွန်ညညွေးပါတီမွန်တုတက်ရေးပါတီနဲ့အမျိုးသမီးပါတီမွန်တုကတော့စစ်ကောင်စီခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ခွင့်ပြုချက်အရနိုင်ငံရေးပါတီဖြစ်မှတ်ပုံတင်ခွင့်ရရှိထားကြပါတယ်။ ီးခဲ့တဲ့နှစ်နိုဝင်ဘာမှာအိန္ဒိယကဥဆောင်တဲ့ဖွဲ့စည်းပုံခြေခံဥပဒေနဲ့ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ပြည်ရဲ့ EAO တွေပြင်နိုင်ငံရေးပါတီချုပ်နဲ့အတူမွန်ပြည်သက်ပါတီနဲ့မွန်ညညွေးပါတီတို့တက်ရောက်ခဲ့ကြပါတယ်။အဲဒီခီးစဉ်ပြီး2025မှာရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေချိန်မွန်မျိုးသားနေလာခံကျင်းပဖို့စီစဉ်နေတာဟာစစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းပြမြေပုံနောက်လိုက်ဖို့အချိန်ကိုက်စီစဉ်နေခြင်းလားဆိုပြီးရမညအင်စတီကျူသုတေသနဌာနကအတွေးပွားစရာဖြစ်သုံးသပ်ထားပါသေးတယ်။တန်လွင်တိုင်းနေနဲ့ကျင်းပသွားမယ်မူမြို့သားနေလာကန်နဲ့ပတ်သက်ပြီးမြပြည်သက်ပါတီဗဟုအလုံးမှုဆောင်ကော်မတီဝင်နိုင်အောင်ငေးထံဆက်သွယ်ခဲ့ပြီးမယ်စီဝေးရှိနေတယ်လို့အကြောင်းပြန်ပါတယ်။နေလာကန်မှာသုံးသပ်ဆွေးနွေးသွားမယ်ဖက်ထွေပြည်တော်စုအခြေခံမှုနဲ့ရမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ2022ခုနှစ်မြို့သားနေလာကန်ကနေ6လအတွင်း အပြစ်သက်ရေးဆွဲဖို့ဆုံးဖြတ်ထားကြတာပါအဲ့အတွက်မွန်တန်ဃာတော်တွေမွန်ပြည်သက်ပါတီမွန်ညီညွတ်ရေးပါတီနဲ့မွန်အရက်ဖက်ဖွဲ့စည်းကကိုယ်စားလှယ်စနစ်ဦးပါဝင်တဲ့စစ်ဆင်ညီနိုင်ရေးဆွဲရေးကော်မတီတရက်ကိုလည်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်2022ခုနှစ်မွန်မျိုးသားညီလာခံကို မေလပထမပတ်တွင်မွန်ပြည်သက်ပါတီထိန်းချုပ်နေပြီဖြစ်တဲ့ရေးချောင်းပြဒေသရှိမွန်မျိုးသားပညာရေးဗဟုထဏညီစာစကန်မှာကျင်းပခဲ့ခြင်းဖြစ်ပြီးကိုယ်စားလှယ်250ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်